တစ်သလုံးဘုံလုံးကန်လိုက်လူတယောက်ကိုဂျီခုပြိုင်တိုင်းသလိုပေါ့အဲ့မဲ့လေကျွန်တော်ကဝါသနာပါလို့လုပ်တာပါဒီဟာကကျွန်တော်အနေနဲ့ဟိုရေရှည်မှာပရိစာကြီးလုပ်သွားမယ်ဇလန်မဲကြီးစားတော့မယ်ဆိုတာမဟုတ်ပါဘူးဟောအဲ့ဒါကိုဖြိုးလေးနောက်လိုက်လို့ပါတကယ်တမ်းကတော့ဇလန်နဲ့မှာဇက်ရဲ့လိုအပ်ချက်အရကျွန်တော်ဒီပူစာမှာလည်းပါပါနေတာပေါ့နော်အဲ့ဒီဘောပါပဲဟုတ်ဇမင်းသားလေးမောင်စိန်ဝေးပြပြမိမိကူကူမမအပိကြရေမောင်စိန်ဝေး တချင်းလေးကကျွန်တော်ကျွန်တော်အကူကြီးကိုစမ်းမင်းကလက်ဆောင်ပေးရလက်ဆောင်ပေးရအကူလို့ကားထဲမှာလို့တချင်းလေးတစ်ပုဒ်တော့လိုတယ်ကိုလို့အကူအေးငါစဉ်းစားလိုက်အောင်မယ်ဆိုတော့မကြောက်ဘူးနောက်တရက်လေဟဲ့အောင်လည်းရပြီနောက်တော့ရည်ရချင်းပါတချင်းလေးကဇက်နဲ့အတော်လိုက်ဖက်ကြီးရဩဒီလိုပဲမိတ်ဆွေကတော့သူ့ချစ်တော့ကျွန်တော်ဝိုင်းစားကြတာပေါ့အဲအဲ့လိုလေးပါပဲဆိုတော့တချို့ကလည်းစတယ်နောက်သူလည်းအတီးပြောကြတာဒီပဲကလည်းစိတ်ဆုံးလို့မရပါဘူးဒါတော့သူတို့လည်းသူတို့လည်းသူတို့ချစ်လို့ကြိုက်လို့ပြောတာဆိုဝမ်းသာပါဘူး ာလေးကကျွန်တော်ဟိုလိုမျိုးဇက်ဇက်ဇက်ထုတ်ကြီးရဲ့လူထိုင်ရေးထားရမှာမဟုတ်ပါဘူးကျွန်တော်နှစ်ခေါက်ဆက်နေဆက်သုံးဝင်းကျင်လောက်တုန်းကကျွန်တော်အဲ့တော့ကိုင်းဒီနားနေတဲ့အချိန်မှာကျွန်တော်ဇက်ဖွဲ့နေတဲ့တခြင်းလိုက်ဆိုတာရှိရယ်ကိုကြီးဖွဲ့နေကျွန်တော်ဘုံလုံးကကန်လိုက်ညာဘက်ဇက်ဇက်ဖွဲ့နေတခြင်းဆိုလိုက်အဲ့လိုပဲကိုတင်မောင်ဆက်မဝင်နေတယ်အဲ့လိုပဲခီးတွေအများကြီးတွားရရှိရယ်ကျွန်တော်တို့နိုင်ငံသားတွေလည်းတွားတူတူတွားတူလာတယ်မှာကိုတင်မောင်ဆက်မဝင်ဇက်မှာလည်းအဲ့လိုပဲညာဘက်တခြင်းဆိုတာရှိရယ်ဒီနေ့မှာကျွန်တော်စိတ်ထဲမှာလို့စဉ်းစားမိရလေးတခုဖြစ်လာတာပေါ့နော်အဲ့ဒီအပြင်ကျွန်တော်အဲ့ဒီတော့ဘယ်နှခုနေလဲမမှတ်မိတော့ဒါပေမဲ့ရေးပြအိမ်မှာကျွန်တော်နဲ့ ခင်လေးနွယ်နဲ့တချင်းသွားဆိုရယ်ဗျအဲ့တော့ကျုံရဲရတာလေးလည်းရှိတယ်ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်ဇလန်းလေးတစ်ခုပေါ့နော်အာဒီလိုပုံစံလေးဆိုပြီးတွေးထားတဲ့ဟာလေးပါအဲ့တွေးထားတဲ့ဟာလေးကဒီကိုဗစ်ကာလအပြီးဒီအလုပ်တွေပြန်လုပ်ကြတဲ့အချိန်မှာအဲကျွန်တော်အနေနဲ့အဲကိုယ်တိုင်ရေးတဲ့ဇလန်းလေးတစ်ခုအနေနဲ့ရိုက်ရှင်တဲ့ဟာမှာပရိုဒူဆာတွေလည်းရှိတယ်ငွေကြေးစားထုတ်တဲ့ပရိုဒူဆာတွေရှိလာတဲ့ပုံမှာမှာအဲဒီဇလန်းလေးရိုက်ပြီးမဲ့ဒါရိုက်တာလည်းရှိရဲဆိုတဲ့အချိန်မှာစီဇန်ပြစ်တာပေါ့အဲကျွန်တော်စီဇန်2အနေနဲ့အစဆုံးဟိုပရီယောပို့စ်ကရှိတဲ့ဟာအကုန်လုံးပါဝင်ပြစ်ခဲ့တာပေါ့ဟုတ် ကျွန်တော်တို့ဇက်ပြောတဲ့အချိန်မှာကိုချမ်းလဲရင်ခုန်တယ်လို့အာယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်လည်းကိုချမ်းကိုချမ်းအလိုမျိုးဒီလိုပုံစံလေးတွေရိုက်ထားတယ်မရှိသေးဘူး။ကျွန်တော်ကြိုးစားကြည့်အောင်ဆိုတဲ့အချိန်မှာအဲဒီတစ်ခါလေးဒီလိုပုံစံလေးသူသူအာဒရမာဆက်ဆက်မဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုအသွာလာလေးတွေမှာအဲရိုက်ကြမယ်ဆိုပြီးတော့ကျွန်တော်ကြိုးစားကြတာပေါ့။ဆိုတော့ကက်ဆင်ခွဲတာအစအဲကျွန်တော်အကုန်လုံးပေါ့နော်ဟိုဥဆောင်ပြီးတော့လုပ်ပေးမယ်။အဓိကအကုန်ဖိုင်နယ်ဒီဇိုင်းချတာတော့ကွန်တန့်လို့ဖြစ်ပါတယ်။ဟုတ်ကဲ့ဗျာခင်ဗျာဆက်မင်းလာဖြစ်နေရပါဟာပြုလို့ရှောင်းနောက်နေရပါအဲသူကချစ်ဖို့ကောင်းတယ်ကိုပြူကမြင်းနောက်နေကျွန်တော် အော်ဒီကောင်မကျွန်တော်ချစ်တော်ရှူတင်မှာလို့ပဲဟိုစတိစားပေါ့တော်လို့ကျွန်တော်ဒီလူတွေအကုန်လုံးကကျွန်တော်ရဲ့မိသားစုတွေလိုပဲလေနော်ကိုချန်အစားဒီကိုတင်မောင်ဆန်းမွန်းမင်းအကုန်လုံးပေါ့ဒီကိုဖိုးဆိုလဲကျွန်တော်မင်းသားဆားလုပ်ခါစားတော့ကျွန်တော်အတွက်ကိုဟိုတိတဲ့ကြီးကိုကျွန်တော်ကျွန်တော်တွတ်မှုလို့ရိုက်ပေးရအဲ့လိုဘယ်လောက်တောင်ပြောရဲဟဲ့အောင်ငါမင်းမလို့ဒီကားကိုရိုက်ပေးရနော်ဆိုတော့ဖြူအောင်ပြောင်ရေးလိုက်လားမသိဘူးအဲ့ဒီကားဆိုကျွန်တော်တီးတောင်ရိုက်ပြရတာဒါကြာကူစုကြဆန်းနေပေါ့နော်အဲ့လိုမျိုးကျွန်တော်ပုံမှန်အောင်စေနာရှိပြီးချစ်ကြတဲ့သူတွေပါကျွန်တော်ဖူးဆောင်အားစားတဲ့စဝင်ကြတဲ့တီးခဲ့တဲ့သူတွေနောက်ဒီကောင်ချမ်းလူကလည်း ရဲ့ကျွန်တော်ပုံမှာညီကိုအေးလို့ပဲပေါင်းသိနေတဲ့လူတွေအလုပ်အတူတူလုပ်ခွင့်ရရဲဆိုတော့အတိုင်းမသိဝမ်းသာခြင်းနဲ့ပါတယ်ဆိုတော့ရှူတယ်မှာတော့မျိုးလုံးစနောက်တာပေါ့ခုနစင်ပေါ်မှာလည်းတခြားလူရောမယ်ရုပ်ရှင်မိဆက်ပေါ်နေတဲ့တူမယ်မထင်ဘူးဟိုပြောပြောဖို့ကောင်းနေမယ်လို့ထင်ပါတယ်ထရိုင်လာလေးကတော့ကျွန်တော်တို့တွေဖန်တီးကြတဲ့အာထားတဲ့ပုံစံလေးကတော့ပရိသတ်တွေပျော်ရွှင်အောင်ကျွန်တော်ဖန်တီးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကားလေးကဟာသာကားလားဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရိုက်ထားတာကျွန်တော်တို့ဖန်တီးတာတော့ဟာသာကားစစ်စစ်တော့မဟုတ်ပါဘူး ျွန်တော်ဇလန်းမှာမှာလူတွေရဲ့စိတ်နေစိတ်ထားတွေကိုကျွန်တော်ပြကျင်တဲ့ဟာလေးတွေလည်းအများကြီးပါပါတယ်ဆိုတော့ကျွန်တော်တို့အဲဆန်သာလမ်းညွှန်မှုနဲ့ကျွန်တော်ပြလို့ရတဲ့အပိုင်းကနေအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ခဏကြီးတင်ဆက်ထားတာဖြစ်ပါတယ်ဟုတ်သူကတရေတယ်မကောင်ကြောက်စရာမများအကုန်ကြောက်တာသူကြောက်တာဆိုလို့မိမကိစ္စပဲရှိတယ်စိတ်ဝဲဆိုတာဘာတူလဲမကြီးလေကြီးလေခုလိုအတန်လေးပါလေပေးပါဦးဗျာဟုတ်ကဲ့စာဆိုရင်ဒီနောက်ဆိုလူပါဆိုရခံရနေမယ်မင်းဘာစကားလဲကွာစကားရှင်းမလို့သမားဦးစုံဝင်လက်ခံရတဲ့ဇက်အဖွဲ့ရလေ ောင်းဆုံးကအပွင့်ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါကိုပြောနေတာဇမင်းမဝတ်ဆောင်တဲ့ပုံကိုယ်တိုင်ရိုက်ချင်တယ်ဆိုတော့တင်ထားဖို့ဆွေးရတဲ့တွေ့တော့လေအဲ့ဒီနဲ့ပတ်သက်တဲ့ခံစားမှုတွေလည်းတွေ့ပါဟုတ်အဲ့ဒါကုပြူးလေးနောက်လိုက်လို့ပါတကယ်တော့ဇလန်နဲ့မှာဇက်ရဲ့လိုအပ်ချက်အရအဲကျွန်တော်ဒီပူစာမှာလည်းပါပါနေတာပေါ့နော်အဲ့တဘောပါဟုတ်အကျွန်တော်ယူနေပါပြီကျွန်တော်မှာခီးတွေအတူတူထွက်ကြပြီးတော့ကျွန်တော်တို့ဥမျိုးဥဆောင်မှုနဲ့ခီးတွေထွက်ကြတဲ့အချိန်မှာကျွန်တော်တို့ရဲ့အဲ့လိုမျိုးကပြခဲ့ရရည်လည်းရှိရယ် နောက်ပြီးတော့ဒီကိုဆက်မင်းဆိုလည်းကျွန်တော်ဒီမြန်မာကားတွေပါရာသူကျွန်တော်ဆရာအရင်းပါပဲကျွန်တော်နိုင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 ်ငံတကာသွားတော့မှအဲ့မှာဘယ်လိုဟာတာအနေနဲ့ရောတကယ်အတီအနေနဲ့ရောဖျော်ပြရတဲ့ဟာတွေမှာလို့ကခဲ့ရတယ်ရှိရကျွန်တော်လည်းဆိုအမေရိကန်မှာအဲ့ဟာစူပန်ထွားနဲ့အတူတူကကဘူးတယ်တကယ်အတီအတီကားဆိုတော့အဲ့ပြောစရာကောင်းတယ်ဗျအမတ်တရားတွေပေါ့အဲ့လိုကြောက်တမငါအစကရေအတီးရင်မင်းကိုကာလာသားကောင်းရာလူငါမင်းကိုမပေးဘူးကိုကောင်ငါမှုကြောင်ညွန့်ပေးတယ်ကြောက်တယ်လို့ပြောနေရမှာမဟုတ်ဘူးဗျ ုတ်သွားမပြည့်စင်တာမပြည့်အောင်ကျော်တားနေတာဘာလဲဘာအီးကျွန်တော်ကိုယ်တိုင်စီစဉ်တဲ့ဟာပါလေကျွန်တော်အနေနဲ့ကတော့ဟိုတဘာဝင်တဘာချင်းဝါရင်ဇလန်းနဲ့ပတ်သက်တဲ့ပညာရှင်ကြီးမဟုတ်တဲ့အတွက်ဇက်ဇက်မှာဟာပေါက်တွေယူပေါက်တွေလိုအပ်ချက်တွေကတော့တခုပြီးတခုကတော့ရှိနေဦးမှာပါပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့အမားတွေနေသိတဲ့နေအောင်အခုတက်ပို့ပြီးတော့ကောင်းတော့အောင်တော့ကြိုးစားနေမှာပါဗျဟုတ်တစ်သက်လုံးဘုံလုံးကန်လိုက်လူတယောက်ကိုခြေခုပြိုင်နိုင်သလိုပေါ့ အမလေးကျွန်တော်ကဝါသနာပါလို့လုပ်တာပါဒီဟာကကျွန်တော်အနေနဲ့ဟိုရေရှည်မှာပရိစာကြီးလုပ်သွားမယ်ဇလမဲကြီးစားရောက်မယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်ကျွန်တော်အသက်ရွယ်ပိုင်းခြားလိုက်မှာကျွန်တော်တာဝန်ယူခြင်းနဲ့စိတ်ရှိနေတဲ့အချိန်မှာတာဝန်ယူပြီးတော့မှဒီတစ်ခုလုံးကိုကောင်းခံပြီးတော့ဟိုလုတ်လုတ်ထားတဲ့ဟာလေးပါဆိုတော့ဒီထဲမှာဟိုအမားကြီးလည်းရှိမယ်ကောင်းတိုင်းလည်းပြောစရာကြီးလည်းရှိမယ်ဆိုတော့တို့ကကျွန်တော်အဲ့လိုမျိုးပင်ပန်းနေလို့မြင်မြင်မြင်ပေးကြတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ဘာလို့လဲတကယ်လည်းပင်ပန်းလို့ပါဆိုတော့ပျော်ပါတယ်အခုချိန်မှာဒီကားယုံတင်ခွင့်ရတဲ့အချိန်မှာအမှတ်တရရဲ့အများကြီးပဲ ကျွန်တော်တို့မဟုတ်ဘူးကြည့်တဲ့သူတွေအကုန်လုံးကျွန်တော်ဒီအဖွဲ့တွေအကုန်လုံးကြည့်တဲ့သူတွေအကုန်လုံးအခန်းတိုင်းမှတရားဖြစ်နေမှာဘာလို့လဲဆိုတော့တို့တို့လည်းအရန်ပင်ပန်းထားကြတယ်ကျွန်တော်အလိုလိုက်ပြီးတော့တော်တော်ပင်ပန်းထားကြတယ်အဲ့တချင်းလေးကကျွန်တော်ကျွန်တော်အကူကြီးကိုစမ်းမေးကလက်ဆောင်ပေးရလက်ဆောင်ပေးရအကူလို့ကားထဲမှာလို့တချင်းလေးတို့ကတော့လိုတယ်အကူလို့အကူအေးငါစဉ်းစားလိုက်အောင်မယ်ဆိုတော့မကြဘူးနောက်တရက်လေးရဟဲ့အောင်လေရပြီနောက်တော့ရေးချင်ပါတချင်းလေးကဇက်နဲ့အတော်လိုက်ဖက်ကြီးရ ကျွန်တော်တို့ဇက်ဇက်ဇက်အသွားလာနဲ့တချင်းနေကြကိုစမ်းမင်းရဲ့ဖန်တီးမှုတွေပေါ့နော်။နောက်ပြီးတော့မက်ဘရမြားကြီးခိုင်ရလဲဒီဇက် cross နေနဲ့ပတ်သက်ပြီးတော့အကုန်လုံးဟိုကျွန်တော်ကျွန်တော်ကျွန်တော်မှုလို့ဟိုးကိုလုတ်ပေးရတာကြီးအများကြီးပဲ။ကျွန်တော်ကလေဒီကေပြောတာခုနကကိုစမ်းမင်းပြောကောင်းအောင်ကျွန်တော်ထိုင်မှာကြောပြတာရှုပ်လို့အာရပါတယ်ညီလေးအားလုံးဟုတ်ပေါ့အကိုရဲ့ကျွန်တော်ကျွန်တော်အကိုရင်းလို့ဆရာရင်းလို့ကျွန်တော်တကယ်ချစ်လို့ပါကျွန်တော်တကယ်ကျေးဇူးဆက်ပြီးကြောက်တာပါလို့အခြားဟိုလိုအပ်တာတွေအကုန်လုံးညွှန်ပြပေးတဲ့အပြင်ဒီကားတစ်ခုလုံးမှာကိုစမ်းမင်းမပိုင်ဒီကားဖြစ်မလာနိုင်ဆိုတော့အဲ့ဒီလောက်ထိကို तू က ကျွန်တော်တို့ဒီတစ်ဖွဲ့လုံးကိုကူညီထားတာအော်ကောင်ချမ်းလူတီလည်းဟိုရိုက်တဲ့အချိန်မှာတာဝန်ကြီးရဘာလို့လဲဆိုတော့ကျွန်တော်ကကိုစံဒီဇက်ရိုက်ချင်တယ်ဆိုပြီးကျွန်တော်ပြောပြီးတော့ရိုက်တာပေါ့နော်သူရင်ခုန်ပြီးတော့မှဟိုရိုက်ဖို့ကြိုးစားနေတာမဟုတ်ဘဲနဲ့ကျွန်တော်ကျွန်တော်ရင်ခုန်နေတဲ့ဟာကိုသူကကျွန်တော်အလိုလိုက်ပြီးတော့မှအကောင်းဆုံးဖန်တီးပေးရဆိုသူလည်းတာဝန်ပူကြီးရပေါ့နော်ဆိုတော့အခုချိန်မှာတော့ဒါလေးကမောပြေစရာလေးဖြစ်လာပါဘူးဇမင်းသားလေးမောင်စိန်ဝေးပြပြမမီကူကူမမ ပေးကြတဲ့မောင်စိမ်ဝင်ဒီကားမှာအာဥပါဦးနဲ့ဒေါ်မြခင်ဆိုတဲ့နာမည်ပါပါတယ်အဲကျွန်တော်အဖိုးအဖွားနာမည်ကျွန်တော်အဲ့လိုကျွန်တော်ဇက်စလီဒီမှာကျွန်တော်နဲ့အမတ်တရားဖြစ်တဲ့ဟာလေးအမြင့်ထက်တဲ့အချင်းရှိပါတယ်ဇက်ဇက်ကောင်စီရဲ့ဇက်ကောင်စီရဲ့နာမည်စဉ်းစားတဲ့အခါမှာလိုက်ဖက်မှုရှိလို့ပါဒီမှာလေးနဲ့ရောအလုပ်စရာလေးတွေလုပ်ရတာရှိတာသူကဒီသေးဆောင်နဲ့ပတ်သက်ပြီးတော့အများကြီးဝါသနာပါမယ်မထင်ဘူးဒါပေမဲ့သူ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 ့ကိုကျွန်တော်ကရိုက်စီခြင်းနဲ့ဘာလို့လဲဆိုတော့အဲကျွန်တော်တို့မျိုးဆက်မှာဆိုရင်ဘာဖြစ်ဖြစ်အဲ့လိုမျိုးဝါသနာပါနေတဲ့လူမြင်ရတာဝမ်းတာလို့ပါနောက်တစ်ခုကကြတော့ သူကသူကအတန်အရန်ကောင်းတယ်သူတချင်းဆိုတာသူကဒူးကျွန်းတော်တယ်လို့အင်တာဗျူးခြေလိုက်တဲ့မှာပေါ့နော်ထထတော့ဆိုအိုလီဝိုင်းခေါ်တာဟုတ်ဟုတ်အော်ဒီလိုပဲမိတ်ဆွေကြီးကတော့သူ့ကိုချစ်တော့ကျွန်တော်ဝိုင်းစားကြတာပေါ့အဲအဲ့လိုနေပါပဲဆိုတော့တချို့ကလည်းစားတယ်နောက်တွင်အတီပြောကြတာပေါ့ဒီပဲကလည်းစိတ်ဆိုးလို့မရပါဘူးဒါကတော့သူတို့လည်းသူတို့လည်းသူတို့ချစ်လို့ကြိုက်လို့ပြောတာဆိုဝမ်းသာပါကျွန်တော်တို့ဒီကားလေးကပေးခြင်းနဲ့ရတလေး message လေးရှိပါတယ်ဆိုတော့ဟာတာကားလားဆိုတော့လည်းကျွန်တော်ကျွန်တော်ကဟာတာကားပါလို့ကျွန်တော်ပြောဖို့ခက်ခဲပါတယ်အော်အဲ့တော့အသေးကားလားဆိုတော့လည်း တဲကားတော့တေးကြတယ်တေးမပါဘူးဖြစ်နေဆိုတော့ကျွန်တော်လာရောက်ကြည့်ရှုတဲ့အခါကျရင်ပြည်သက်တွေနေနဲ့ကြည့်ရှုတဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးပြောင်းလဲသွားမှာပါဆိုတော့ဒီကားလေးကလာမယ့်၁၆ရက်နေ့ဆိုရင်ယူနေပြတာကြီးဖြစ်ပါတယ်ပြည်သက်တွေအားလုံးလာရောက်ကြည့်ရှုအားပေးပါအကိတ်ခတ်ပေးပါဝေဖန်ပေးပါအကြံပြုပေးပါလို့လေးစားစွာဖိတ်ခေါ်လိုပါတယ်ဗျာ